တဲ့ကိုယ်စုံမကွဲဘူးပဲလို့လို့ပါတယ်နော်အာဆင်နယ်အသင်းမကွဲဘူးမကွဲဘူးပဲလို့ပါတယ်ဒါလေးကကျွန်တော်ထည့်ပြောတာတချို့ကအာဆင်နယ်ကွဲသလိုအသင်းကွဲသလိုကွဲမယ်တချို့ကတော့ဟိုမန်ယူသင်းလိုမျိုးပေါ့နော်မန်ယူမန်ယူသင်းလိုမျိုးဟိုဖြတ်ဖြတ်သွားနေတယ်ပေါ့တချို့ကအဲ့လိုဖြတ်သွားနေတယ်အဲ့တော့ဒါကတော့ကိုယ်နိုင်တဲ့ကုကံပေါ့ဗျာဒါတော့ဝိစုများလုံးမင်္ဂလာပါကျွန်တော်တို့ခုတစ်ခေါက်မှာတော့ကိုကျော်နုရဲ့တရင်သုံးချက်လေးချိုးနားထောင်ကြအောင်ဗျာအဲ့ဒါ DNA လေးကိစ္စပြောရင်းနဲ့တခါတည်းမှာပဲ DNA လေးဆက်ဆက်တာလေးပဲဆက်ပြောပါမယ်အာ DNA လေးဆက်ဆက်တာဆိုတော့ခုမရီယာမိုးဘုတ်ပေါ့ဗျာခင်ဗျားတို့အားလုံးသိရတယ်မိုးဘုတ်မရီယာပေါ့ ရမန္တလေးရထွက်ရင်မိုးကုတ်မရရလမ်းရင်ပေါ့အဲ့ဒါရှိတယ်အခုမရရဘက်ချမ်းကိုတော့တက်ကတဖြည်းဖြည်းနဲ့ပြန်ပြီးတက်ကစစ်ကြောင်းလေးပြန်ထိုးတယ်ပေါ့နော်အခုတော့မရရဘက်ချမ်းမှာတော့တက်ကတော်တော်လေးအားပြန်ကောင်းသွားပြီးတော့ပြောရတော့မရရလမ်းပြန်ပွင့်တော့မယ်ဆိုတဲ့သတင်းစကားတွေစာကြပါတယ်အဲ့တော့မရရလမ်းပွင့်မယ်ပြန်ပွင့်တော့မယ်လို့သတင်းစကားသတင်းစကားကိုပြောလိုက်တာနဲ့အမျှအဲ့ဘက်ချမ်းကိုသွားလာနေကြတဲ့သူတွေအကုန်လုံးသဘောပေါက်သဘောပေါက်ပါတယ်တာမန်အခြေခံပြည်သူတွေကတော့မရောက်ဘူးတဲ့သူတွေကတော့ဘာလို့ပြောတာလဲရုပ်တရက်မသိပါဘူးသို့တော့ တကယ်တည်းရလူလည်းအခုကျွန်တော်ပြောတယ်မရရပြန်လမ်းပြန်ပွင့်တော့မယ်လို့ကျွန်တော်ပြောရင်တော်များသိကြပါတယ်အဲ့တော့ပြန်ပွင့်တော့မယ်အဲမရရပြန်ပွင့်တော့မယ်ဆိုတဲ့နေရာမှာလေမရရကအခုဟိုမြောင်းတက်တူကတော့အထက်ပိုင်းကြီးရောက်ပြီအဲ့ဒါတွေကတက်ကထိနေသွားပြီအဲ့တော့တဖန်ကိုင်းနားကိုတော့ရောက်နေတဲ့ကြောင်းပဲတဲ့နောက်ဘူကုန်းဆိုတဲ့နေရာလေးမရရဆိုရပြီဘူကုန်းတော့ဆိုနေရာရပြီတဲ့နောက်ကြောက်တရာရဲ့မြောက်ဖက်ပိုင်းတွေလည်းချက်တယ်အဲ့ဒါပြီးတော့ဒါမရရတို့ခလုံးတော်များထိနေမရရတို့ခလုံးကိုရှင်းပြီပေါ့ဗျာကင်းကင်းကင်းရှင်းသွားပြီပီရီယက်ကင်းရှင်းပြီပေါ့အဲ့လိုပြောတယ် တော့ alpha beta mixture လို့ပါလို့ဆိုလဲဟိုလည်းပြောရင်တော့ဟိုတက်ကယူခြင်းအခုယူခုရနေတဲ့အဆင့်ရောက်သွားပြီဒီမှာ alpha ထဲမှာလည်းဒီ beta တွေအောင်းကောင်းမနေတော့တဲ့ data ရောက်သွားပြီလို့ကြားတယ်အဲ့တော့ဟိုတော့ဆို alpha beta mixture ရောအဲသူတို့ပြန်ရပြီဆိုပြီးတော့တောင်းပါပဲသတင်းထွက်ခဲ့တယ်အဲအဲ့ဒီ beta mixture ကိုပြန် level ဖို့တော့ဆိုပြီးတော့တောင်းပါပဲသူတို့လုပ်ငန်းရှင်တွေလည်းပြင်ဆင်ခဲ့တယ်ဒီလိုမျိုးနဲ့ကြားတယ်ဒါကတော့ဒါတွေကတော့ပြီးတော့အခုတော့သိပြန်ပြန်ရတော့မှချင်ပါတယ်ဆိုတော့မိုးကော်မတရားလမ်းမိုင်းတွေကတော့ဖြည်းဖြည်း နဲ့ပြန်ပြီးတော့အားကောင်းနေပြီလို့သိရတယ်။နောက်မိုးကုတ်ဘက်မှာလည်းတက်ကတက်ကတက်နဲ့ဟိုတက်ကဟိုမိုးကုတ်ရဲ့အပြင်ဘက်က9မိုင်လို့ပါတော့မှလေ။အဲ့ဘက်ဒီမှာတော့တက်ကတက်နဲ့ဟို PD DNA PD အပူအောင်ဖွဲ့နေတယ်ထိတွေ့မှုတွေဖြစ်တယ်။ဖြစ်တဲ့ခါကျတော့နောက်ဆုံးဟို PD ရဲ့ DNA PD ဘက်ကဒေဆုံးနေပြီလည်းပဲရှိသွားတယ်။ဆိုပြောရရင်တော့မိုးကုတ်နားတော်ကြီးပတ်ပတ်လေးမှာလည်းတက်ကတဖြည်းဖြည်းချင်းတဖြည်းဖြည်းချင်းစိတ်ဝင်ပြီးတော့ချီချယူနေတယ်လို့ကြားတယ်။နောက်ပိုင်းမှာမိုးကုတ်ကတက်ကမှကြားခင်ပြန်ပြီးတော့ယူနိုက်လိမ့်မယ်လို့ယူဆတယ်။အဲသွေးထက်တန်ရုံချိန်မှာယူမလားဒါမှမဟုတ် live show ကြည့်လို့ပြန်ယူမလားဆိုတော့ DNA ရဲ့အဲ ပြန်စားဝဲဆောင်ဒီကနေလေးရနေပြီးတော့မရဘူးကွာငါတို့သေးပါမလို့ရမယ်ဆိုရင်လည်းအသေးခံရပေါ့ဒါပဲရှိရတာတက်မလို့အနေနဲ့ကောင်းကင်ကနေပြီးတော့လင်းနဲ့ပြန်ပြီးတော့တချင်းဖွင့်ပြရုပ်ပဲရှိရပေါ့ဗျာနော်တော်တော်သေးခံငါတို့သေးမှရမယ်ကွာမဟုတ်ဘူးငါတို့သေးမှရမယ်လို့ဒီကနေလေးရသူတို့ကသူတို့အဲ့လိုကြွကြခဲ့မယ်ကြွကြခဲ့မယ်တုံ့ပြန်နေမယ်ဆိုရင်တော့တက်မလို့အနေနဲ့တော့ကောင်းမိုးကုတ်မြွေကောင်းကင်ကနေလင်းနဲ့ပြန်ပြီးတော့တချင်းဖွင့်ပြကောင်းဖွင့်ပြတော့ပါလိမ့်မယ်အဲကြတော့မှတချင်းဖွင့်ပြတာကြကြပြီးတော့မှတော့ကြဟိုအာဆင်နယ်အာဆင်နယ်အသေးကွက်ဆိုလို့မပွဲဘူးပဲလို့ပြောလို့ပါတယ် နော်အာဆင်နယ်အသင်းကိုကွဲသူမကွဲဘူးလို့ပါတယ်ဒါလေးကကျွန်တော်ထည့်ပြောတာတချို့ကအာဆင်နယ်ကွဲသူလို့အသင်းကွဲသူလို့ကွဲမယ်တချို့ကတော့ဟိုမန်ယူသင်းလိုမျိုးပေါ့နော်မန်ယူမန်ယူသင်းလိုမျိုးဟိုဖြစ်ဖြစ်သွားနိုင်တယ်ပေါ့တချို့ကအဲ့လိုဖြစ်သွားနိုင်တယ်အဲ့တော့ဒါကတော့ကိုယ်နိုင်တယ်ကိုယ်ကံပေါ့ဗျာဒါတော့လောလောဆယ်တော့အဖြေပြန်ပေးရမှာတော့ရှိရနေလေးတွေပဲတက်ကတော့ငိုရဲကမင်းဒီနေရဲပြန်ဆုတ်ပါလို့သတိပေးထားပြီအဲ့တော့မှမဆုတ်သေးဘူးဆိုတော့တက်ကတဖြည်းဖြည်းတိုးဝင်တိုးဝင်ပြီးတော့နေမြချက်ထွင်ပြီးတော့သူ့ဆုံးချုပ်ခဲ့ရတဲ့နေမြတစ်ခုတစ်ခုပြန်ယူဖို့တက်ကအစစ်စစ် မဖြစ်တော့မှအစင်းသိနေမှပြန်ဖြစ်လာပြီလို့ကျွန်တော်ချန်ပီယံသိရပါတယ်။နော်တစ်ချိန်တည်းမှာအဲဒီကဆက်ဆက်တဲ့ဟိုပြောရရင်တိုက်ပွဲတွေလည်းကူတောင်းကူနားတော့ရမှာလေတိုက်ပွဲတွေဖြစ်ပါတယ်။အမြန်တမ်းတဲ့တော့တွေမှဖြစ်ပါတယ်။ပြတော့ဘာပြောဟိုတိုက်ပွဲတွေအကြီးစားတွေလားဆိုတော့မြို့သိမ်းမြို့သိမ်းနေတဲ့တိုက်ပွဲမျိုးလားဆိုတော့လည်းမဟုတ်ဘူးဗျ။ပြဿနာကအဲ့လိုပေါ့ဟိုရွာတွေလည်းကို PDF တွေစိတ်ဝင်လာတဲ့ရွာမှာရှိတဲ့ရေစခန်းတွေကိုဝင်စီးသလိုတိုက်သလိုလုပ်တယ်ပြီးတော့ရာမြန်ကြမ်းလို့လုပ်တယ်ပြီးတက်ကစကြောင်းတွေကလင်းပြန်နေစကြောင်းတွေထိုးလို့ဆိုတော့အကုန်လုံးရွာတွေလည်းထွက်ပြေးကလူတွေလည်းထွက်ပြေးရရွာသားတွေထွက်ပြေးလူတွေထွက်ပြေးတယ်ရွာတွေလည်းထိကဲ့ပြစီအဖြစ်စုံတော့ဗျာအဲ့တော့ ဒီအမြင်နာတော့မှာဖြစ်တယ်ဆိုတဲ့တင်ကြတော့လူတွေလည်းတွားလာတဲ့လူကလက်ညာဖြတ်ညာဒီလိုတော့ရှိအောင်ရနော်တောင်ကုန်းတော့မှာဆိုတော့တောင်ကုန်းဆိုတာလည်းတည့်ရတိုင်းပဲတောင်ကုန်းမှာစစ်တိုင်းမှုတောင်ကုန်းထိုင်နေတယ်ဒါပေမဲ့ပြဿနာသူသားထိုင်သားထိုင်နေတာထိုင်ရထိုင်လာလည်းကျွန်တော်မသိဘူးဆိုတော့တောင်ကုန်းတော့မှာအဲ့လိုဟိုရာဖြစ်ဒီနေ့ဖြစ်ဖြစ်နေတယ်ဖြစ်နေတယ်တိုးတော့ကအများပြည်သူတွားလာတာကြောက်ဖို့လို့လဲဆိုတော့အရင်ကြောက်ဖို့တော့မလိုဘူးအမြင်နာပေါ်ထီတော့တက်လာကြတဲ့အကြောင်းလို့မရှိသေးဘူးလို့ကျွန်တော်ကောက်ချက်ချတယ်တိုးတော့တိုးတော့စစ်ပွဲတွေရဲ့ကအမှုမှားပဲ့စင်ထမှုတွေကမရောက်လာနိုင်ဘူးလို့မပြောနိုင်တဲ့အတွက်ခါကြရင်တတိထားဖို့လို့ရတယ်ဒါပေမဲ့ဒါတွေကလည်းလားနေချင်းဖြစ်မှာမဟုတ်ဘူး တရနေ့အဖြစ်ပြင်ပြောက်တရနေ့သုံးနေ့အဖြစ်ပြင်ပြောက်ထွက်ပြေးရမှာဒီလက်နက်ကင်ဖွဲ့တွေကဘလို့မှတက်ဘူးအနိုင်တိုက်နေမှာမဟုတ်တဲ့အခါကျတော့ထွက်တော့ပြေးရမှာအဲတက်ကတကယ်တိုက်ပြေးရပါလိမ့်မယ်တကယ်တိုက်မတိုက်တာကျွန်တော်မသိတာပေါ့နော်အဲ့လိုလို့ရှိရင်ဒါလေးကဟိုတောင်ရတော့ဖြစ်နေတာလေးနဲ့လဲဆက်ဆက်ပြီးချိန်ပြီးတော့ပြောတာပါနော်တရနေ့နဲ့ဆက်ဆက်ပြီးတော့နောက်တစ်ခုပြောရအောင်နော် TNL နဲ့ဆက်ဆက်ပြီးတော့တက KIA နဲ့ဆက်ဆက်ပြီးတက2မျိုး3မျိုးပေါင်းချိန်ပြောရအောင်နော်အာ KIA ကအခုဆိုရင် တော်တော်လေးသူလည်းရှင်းပြရတော့သူဗမော်ကိုတိုက်ဖို့ကြိုးစားရင်းနဲ့နောက်ဆုံးလိုက်တာပါပြန်ကြောက်ရတာပေါ့ရောက်လာတယ်လို့ပြောလို့ရတယ် sorry ဗမော်ရဖို့သူကြိုးစားတယ်เนาะဆိုတော့ဟိုဗမော်ရမလားဆိုသူတိုက်တယ်ဒါပေမဲ့ဗမော်မရတဲ့အပြင်လိုက်တာပါအခုလန့်ပြန်နေတဲ့သဘောသူတို့ရတွေ့ရတယ်တချိန်တည်းပါပဲ TNL လက်ထက်ကိုလည်းသူတို့ရဲ့ဒီရှမ်းမြောက်ထက်မှာကျွန်နေတဲ့သူ့ရဲ့စခန်းစခန်းအနေနဲ့ gate 10ခုလောက် TNL လက်ထက်ကိုလည်းလက်လွတ်ပေးလိုက်ရတယ်ဒီဒီကာလာတွေကဆက်လိုက်ဖြစ်သွားတယ်ဒီလပိုင်းတွေကဖြစ်သွားပါတယ်စုစုပေါင်း10ခန်းထက်မနည်း TNL နဲ့ TNL တက်က TNL TNL လက်ကန်ဖွဲ့တွေက KIA တက်ကိုမောင်းထုတ်လိုက်တယ်မောင်းထုတ်လိုက်10 gate စခန်းနဲ့ ဂိတ်နဲ့စခန်းပေါ့ဗျာပွင့်လိုက်ပါတော့ဂိတ်နဲ့စခန်း10ခုထက်မနည်း KIA က DNL ထဲမှာလက်ထွက်လိုက်ရတယ်ဘာလို့ DNL ကသူတို့ခွေးမောင်းသူတို့မောင်းလဲအာဗီဒီယိုဖိုင်တချို့ TikTok မှာ Telegram မှာရှိတယ် Telegram မှာရှိတယ် DNL ကတပ်သားတွေက KIA နဲ့ PDF တပ်သားတွေကိုတခါတည်းကိုနေမင်းကစားပြီးဆဲဆိုပြီးတော့ချိန်ပေါင်း6ရက်ဆောင်ကန်တာတွေဗီဒီယိုဖိုင်တွေလမ်းပေးမှာအော်လိုင်းကြီးပေါ်လာကြည့်အဲ့ဒါကိုလုပ်ပြီးတာအဲ့ဒါကိုတော့ထောက်ထိုင်ထိုင်သားလေးနဲ့ငုတ်ပြုတ်လို့နေကြည့်ပြီးမျက်နှာငယ်လေးနဲ့အဲ့ဗီဒီယိုဖိုင်လေးဒါတက်လာအကြီးအကျယ်အပြင် DNL ကလည်း KIA ကိုလည်း ဆောင်တဲ့သဘောထားရှိတယ်။ KIO ရဲ့ KIO ရဲ့အဖွဲ့ကိုဆောင်တဲ့သဘောရှိတယ်။အဲ့တော့ KIO ကလည်းဘက်ကလူတွေလည်းဒါကိုကြည့်ပြီးတော့ပေါက်ကွင်းနေကြဒေါကထွက်နေကြတော့သူတို့ငါမွေးတဲ့မြောက်ကငါပြန်ဖြောက်ပြီးပေါ့နော်။ဟိုငါတို့ကျွေးရဲ့ကျေဟိုထမင်းကျွေးတဲ့လောက်ကိုပြန်ကြိုက်တဲ့ခွေးတွေဆိုပြီး DNL ကို KIA area ဆဲပုံကချင်း KIA area ဆဲပုံပြီးတော့ KIA တွေနဲ့ကအဲ့လိုသူကစိတ်ထဲမှာထင်တာကဒီဘက်ကိုစစ်ကြုံလာဗမောသူရလိုက်ပြီသူထင်တယ်ဒါပေမဲ့သူတကယ်လည်းကျတော့ဗမောသူမရတဲ့အပြင်ဘုံမမလည်းမရှိမလားအထိနာတယ်အထိနာပြီးတော့ဘာဆက်ဖြစ်လဲဆိုတော့ သူကနောက်ကိုဆုတ်ပြန်ဆုတ်ရမတက်ဆုတ်ရလူဖြစ်နေပြီဖြစ်နေပြီးတက်ကဒီကလိုင်ဇာဘက်ကိုလည်းတက်ကစစ်ကြောင်းတက်ထိုးတယ်အဲဖားကန်ဘက်ကိုလည်းစစ်ကြောင်းထိုးတယ်ဖားကန်ကိုလည်းထိုးတယ်လိုင်ဇာထိုးတယ်ဒါပေမဲ့ဖားကန်ထိုးတဲ့စစ်ကြောင်းကိုတော့ဟိုအဲ့ဒေတာကန်တွေကဟိုဘာမှပြောပြုံးစီစီမကြည့်နေတယ်ဘာလို့ဆိုတော့ဖားကန်ထိုးတဲ့စစ်ကြောင်းတွေမှာတည်းများမိုးရွံ့ရာသီဘက်မှာဖားကန်စစ်ကြောင်းထိုးတယ်စစ်ကြောင်းထိုးတယ်ဆိုတော့မိုးရွံ့ရာသီအစမ်းသာဆိုအမြင်နဲ့စစ်ကြောင်းထိုးတဲ့ကောင်းစင်ပြလိမ့်ရှိတယ်ဘာလို့ဆိုတော့မိုးရွံ့ကြတော့ကြောက်တူးစရာမရှိဘူးအနွေကြတော့ကြောက်တူးတယ်အဲ့တော့မိုးရွံ့ကြောက်တူးမဲ့အချိန်မဟုတ်တဲ့ခါကျတော့စစ်ကြောင်းထိုးပြီးတိုက်ပြတယ်ပေါ့တကယ်ကြောက်တူးမဲ့ရာသီတွေကဟိုနှစ်ဖက်သားမိပြီးကြောက်မှန်းတူးနေကြလားလို့တော့ ရွာအိဒေသခံတွေကထင်တယ်အဲဒါကြောင့်မလို့ဟိုဖားကန်ဒေသကိုတက်ကဆေးကြောင်းထိုးရလို့ပြောရင်ဟိုဒေသခံတွေကသိပြီးတော့တက်ဆေးကြောင်းထိုးရဆိုတော့အလကားပါကွာအချိန်တိုင်းသူတို့ချင်းချင်းအပင်လော်ရီရဲ့ပြီးဆိုတော့ကိစ္စပါကျေးဇူးတင်တာကြောက်ကြောက်တူးရရှိအတူတူးကြတဲ့ဟာတွေပါလို့ပဲဒေသခံတွေကတော်တော်များမှတ်ချက်ပြုတယ်ဒါတော့ဒါနဲ့ဖားကန်ကတော့ထိုးကြောက်ထိုးတယ်တစ်ဖက်မှာတခါဖားကန်ကထိုးသူလိုက်လာဘက်ကလည်းစေကြောက်တက်တယ်တက်တော့ လိုက်တာဘက်ကအခုမလုပ်လို့ဆိုတော့လိုက်တာဘက်ကစကြောင်းနေပေါ်ပြီးထောက်ခံကင်းထောက်အဲစကြောင်းနေထောက်ထားတာခံရတာတော့ကျွန်တော်မသိဘူးလောဆယ်လိုက်တာမှာရှိတဲ့ KTV တွေ mindset တွေစသဖြင့်ဟိုပြော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 စရာပါတယ်နေရာကိုလုံးခဏပိတ်လိုက်ပြီလို့သိရတယ်ခဏပိတ်ထားပြီးယာယီပိတ်လိုက်ရပြီလို့သိရတယ်ဆိုတော့ပိတ်လိုက်ပြီဆိုတော့ပိတ်ပြီးမလုပ်မလဲလို့မင်းယာယီပိတ်ပြီလို့ပိတ်ပြီးမဆက်လုပ်မလဲလို့မင်းတို့လူတွေကပိတ်ပြီးတော့ဒီစစ်တပ်နဲ့ထိတဲ့ရန်စံတာလုပ်မလားဘာဆက်လုပ်လို့မသိဘူးအချိန်တခုတော့ဖြီးတခုထွက်လိမ့်မယ်ဆိုတော့လိုက်တာမှာရှိတဲ့ပြောဝဲသားယူနေတော့ပိတ်လိုက်ရတဲ့ဒီ KIA ဘက်ကတော်တော်လေးတော့တို့ လိုက်စာဒီလိုက်စာရဲ့လုံခြုံရေးသူစိုးရိမ်နေရပြီလားဆိုတော့မေကုတ်ထုတ်စရာဒါဖြစ်သွားတယ်ဒါဖားကန်ပရိမာဖြစ်တဲ့ကိစ္စပါဆိုတော့ဒါလေးကဒီဒီတိုက်ပွဲတွေနဲ့ဆက်ဆက်တာတွေနဲ့ကျွန်တော်ချိန်ဆက်ပြီးတော့ဒါကိုပြပြတာဖြစ်ပါတယ်အဲ့တော့ဒါနဲ့တခါဆက်ဆက်ပြီးတော့ဒီကိုဆက်ဆက်တာတွေရောဘာညာဆိုစစ်မဲ့ပေါ့စစ်ပွဲပေါ့စစ်ပွဲတွေကလာလာရဆိုရင်လည်း KIA ကရော KIA လည်းလူလက်နက်လူသူစုဆောင်ရတာနည်းလေးချက်တဲ့ဖြစ်လာဖို့ရတယ် TNL တွေကလည်းလူသူစုဆောင်ရတာချက်တဲ့ဖြစ်နေဖို့ရတယ်အကုန်လုံးကဘာလို့မကြလဲဆိုတော့စစ်သားစုဆောင်ရေးတို့လုံးမကြတယ်ဘာလို့စစ်တိုက်ဖို့လူမရှိတော့ရင်တို့ စစ်ပွဲရှုံးပါလေတက်မတော်ကြတော့စစ်တိုက်မှုလူကမရှိဘူးလားမင်းဟုတ်ပဲစနာကြည့်လေခင်ဗျစစ်သားတွေကအေးစစ်စီပဲခုစစ်သားတွေပြန်စစ်ကြောင်းထုတ်လို့တော့ခံရတာပဲခုချိန်ထိစစ်သားတွေစစ်တီအင်အားတောင်းတဲ့ချိန်မျိုးစစ်ကြောင်းထုတ်ရမရှိဘူးရောက်တရားနေရတဲ့ပဲပုံမလို့ဒါမဲ့တကယ်အကြီးစားသူထိုးရမယ်ထိုးစစ်ကြောင်းလို့ရှိရင်အင်အားထောင်ချီလွတ်တယ်တကယ်ထိုးမယ်ထိုးစစ်ကြောင်းအင်ထောင်ချီလွတ်တယ်အခုညီမကြီးလဲပိုင်းစိုးမိုးရေးစီမံချက်ဆိုပြီးလာလိမ့်မယ်မချခင်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်လာတော့လာပြီမိတော့လာတော့လာနေပြီလားတော့မသိပါဘူးဗျာနော်စိုးမိုးရေးညီမကြီးလဲပိုင်းကိုစိုးမိုးရေးတည်ငြိမ်ရေးစီမံချက်တစ်ခုမျိုးနဲ့ခေါင်း င်အားထောင်ချင်ပြီးတော့တပ်ဖြန့်ပြီးတော့ထိုးစစ်ဆင်တာတွေမကြတယ်လုပ်နေပဲဗျအဲ့ဒါကြီးလာနေမယ်အဲကျွန်တော်ထင်တယ်လုံတော့လုပ်ပြီးဖိုက်လာတော့ဒီပါဘူးကျွန်တော်နောက်တော့ကြတယ်လို့ဒီလုပ်ပြီးပဲလုပ်နေမယ်ပြီးတော့သူကပြီးတော့အဲ့ဒီရှမ်းမြောက်ဆိုလို့ရှိရင်လည်းစစ်တီအင်အားထောင်ချီပို့တယ်ပို့ပြီးတော့ထောက်ထားတယ်ဂျန်နဲ့ကောင်တက်လာအောင်ထောက်တယ်အဲ့တော့ကချင်ပြည်နယ်ဘက်ကလည်းဒါစစ်တီအင်အားထောင်ချီနောက်ပိုင်းတက်ပြီးတော့ထောက်ထားတယ်ထိုးထားတယ်ဖြစ်လာနေမယ်နောက်ဟိုလွိုင်းကောတော့ဘန်ရုံးပဲဆိုလဲကုငင်ကြပါဘူးဒီလိုဘောလစ်စစ်ကြောင်းကထောက်ထားနိုင်တယ်အဲ့တော့တော်တော်ဝင်ဖြစ်လာတယ်အခုကရင်ပြည်နယ်ဘက်ချမ်းနေဆိုရင်လွတ်လွတ်ပေးထားတယ်ဟိုနေဆက်နေဆက်စခန်းတွေတော့မြောက်လွတ်လွတ်ပေးတယ်လွတ်လွတ်ပေးလွတ်လွတ်ဆုံးရှုံးခံတာတော့တွေ့ရတယ် ပြောချင်တာသူတို့ကအီရပါတဲ့ကိုယူဆတဲ့ဟာမျိုးယူဆတဲ့အတွက်သူကစစ်ကြောင်းကိုဆုံးရှုံးခံတာလက်လွတ်ခံတာတွေ့ရတဲ့စခန်းတွေကိုပြီးတော့နေဆက်မှာတင်းသားဆိုတင်းသားမျိုးနေဆက်တဲ့တင်းသားချင်းတိုင်းမျိုးမွေးစည်းဝါးနဲ့ထိုင်းနဲ့ညှိကြတယ်ဆိုတာမျိုးလွှတ်ထားတဲ့သဘောရှိတယ်။အခုလိုတရင်ကိုပြောပြမသွားတဲ့ကိုကျော်နုကိုလည်းကျေးဇူးတင်ပါတယ်။